သမာဓိဋ္ဌိဆိုတဲ့စကလုံးရဲ့အောက်မှာအမျိုးအစားခွဲလိုက်တဲ့အခါမှာအခြေခံကကမ္မတကတသမာဓိဋ္ဌိကံတလည်းမိမိရဲ့ဥစ္စာဖြစ်တယ်ကိုလို့တဲ့ကံဒီကိုအတွက်ကောင်းကျိုးဆိုးကျိုးကိုပေးစွမ်းနိုင်တယ်လို့ ဒီလိုသိမြင်တဲ့အသိဉာဏ်ကိုကမ္မတက္ကတာသံတတိလို့ခေါ်အဲဒီကမ္မတက္ကတာသမ္မဒိဋ္ဌိဟာဘေဘာသာဝင်မဲ့ဖြစ်ဖြစ်ကမ္မတက္ကတာသမ္မဒိဋ္ဌိရှိမှဒုက္ကတိဘုံစရာရောက်နိုင်တယ်ကဲဒီကမ္မတက္ကတာသမ္မဒိဋ္ဌိဒီအသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဘေဘာသာဝင်မဲ့ဖြစ်ဖြစ် ောင်းရသူတွေကိုမရောက်ဘူးလို့အဲဒီကမ္မတက္ကတံသမ္မာဒိဋ္ဌိဆိုလေကံတားလေမိမိဥစ္စာဖြစ်တယ်လို့သိမြင်တဲ့အတိညာအခြေခံကြတဲ့အတိညာတစ်ခုဖြစ်တယ်အဲ့ဒီတဲ့ဆင်းရဲလာတဲ့အခါကျတော့ဝိပဿနာတမဋိဋ္ဌိလို့ခေါ်တယ်ဝိပဿနာတမဋိဋ္ဌိဆိုတာ တတ္တဝါရှိတယ်ဆိုတော့တတ္တဝါဆိုတော့အမြင်ကိုကြော်လွားပြီးတော့သင်္ခါရတရားတသက်မြတ်သာဆိုတော့အသိဉာဏ်ကိုဖော်ထုတ်ဖြစ်စေနိုင်တဲ့မဂ္ဂနဲ့အမြင်တစ်ခုကိုဝိပဿနာသမာဓိဋ္ဌိဉာဏ်လို့အဲ့ဒီဝိပဿနာသမာဓိဋ္ဌိကြတော့ဘုရားဘာသာဝင်နေမှရှိနိုင်တဲ့ ရသဗျာတရားတော်ကိုကြားနာရတဲ့ပုဂ္ဂိုလ်ပါဒီသိဉာဏ်မျိုးရှိနေ။နောက်တမ္မာဒိဋ္ဌိတစ်ခုကတော့ဇာနတမ္မာဒိဋ္ဌိလို့ခေါ်တယ်။တပ္ပဒါချက်စဉ်တစ်ခုကိုအောင်မြင်ပေါ်ရောက်စွာရှင်းသုံးပြတဲ့ပုဂ္ဂိုလ်ပါ။ထို့တမ္မာနဲ့ပတ်သက်ပြီးတော့ဇာတရားတွေကိုလက်တွေ့သိရှိပြီးတော့မှန်ကန်တဲ့အမြင်နဲ့မြင်တာကြတော့ဇာနတမ္မာဒိဋ္ဌိ န္ဒသဘာဝဒိဋ္ဌိကသဗ္ဗထချင်းစဉ်ကိုကျင့်ပြီးတော့စံပင်ကြီးရတဲ့ပုဂ္ဂိုလ်ဒီတဏ္ဍမှာဖြစ်နိုင်တဲ့အသိဉာဏ်တစ်မျိုးနောက်တစ်ခုကမေခသမ္မာဒိဋ္ဌိလို့ခေါ်တယ်မေခင်ရှိပါစွမ်းအားရမြင့်တက်လာလို့တဏီတဲ့ရှိခုဟာတခုတဲ့အတင်စွမ်းဆောင်ပြီးကိလေသာတရားတွေကိုဖယ်ရှားပြတ်နိုင်ပြီဆိုတဲ့ မတရားပေါ်လာပြီဆိုတဲ့အခါမှာအဲ့ဒီမဆိတ်ပါရှိတဲ့အတိညာဉ်ကိုတော့မေကတ္တမဒိဋ္ဌိလို့ခေါ်တယ်။ဖလားတ္တမဒိဋ္ဌိဆိုတာမညာဖြစ်ပေါ်ပြီးတဲ့နောက်မှာမရဲ့အကျိုးဆက်အနေနဲ့ဖြစ်ပေါ်လာတဲ့ဖို့စိတ်နဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့တ္တမဒိဋ္ဌိကိုဖလားတ္တမဖလားတ္တမဒိဋ္ဌိလို့ဒီလိုခေါ်တယ်